ဒီနေ့ကတော့ရန်ကုန်မှာဘလောင်စုနေဗျရန်ကုန်မှာဘလောင်စုနေတယ်လို့ဖက်စစ်တက်တဲ့ဘယုဘရဲ့အလဲလဲအကွဲကွဲအခြေအနေတွေရှိနေတယ်လို့တော်လိုက်ပတ်ချမ်းမှာလဲတဘုံကော်ဖီနဲ့တကွာမောက်ခမ်းဝါကိစ္စစုညံပွက်တော့ရိုက်နေတာဗျာဒီအခြေအနေတွေရှိသလိုရွှေဘုံမှာလဲသူစောတိတွေအရှင်မိတာတဲ့ကိစ္စတွေရှိနေပါတယ်ဆိုတော့ပြောချင်တာကကျွန်တော်ဒီတစ်ပါးပြောသလိုဗျာနော်ကျွန်တော် မင်းတို့ကချင်းခတ်နေတဲ့ကိုရင်တွေကိုပဲမြင်နေစာဝါလိုက်တဲ့ကိုရင်တွေမမြင်ကြဘူးလားဆိုတော့မျိုးကျွန်တော်ဒီကနေ့တွေးမိပါတော့နော်သဟုတ်ဒီပြဿနာတွေဒီဒီစုံစံတဲ့ကြက်ချီးတွေကလီကဝတွေအများကြီးတွေ့ရတယ်စိတ်တွေညစ်တယ်အာရုံတွေနှောက်တယ်နော်ပါကဖာတွေကတမျိုးပါဖာကတမျိုးအမျိုးမျိုးအဖုံဖုံပေါ့ဗျနော်ဒါပေမဲ့ အဲ့ဒါကဆွမ်းဆန်တွေကကြက်ကြီးလို့ခေါ်လေချင်းခတ်နေတဲ့သူတွေစာဝါလိုက်တဲ့လူတွေရှိမိမိမတကယ်အသက်ပေးရတိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့ရဲ့မျိုးဆက်အသီးသီးသောတော်လိုင်းရေးပေါ်ရှိရှိလို့လေဒီနေရာမှာဒီလူမျက်ကြော်ထိုင်ပြီးဒီတော်လိုင်းရေးစကားကိုပြောနိုင်တာပေါ့ဗျာမရှိရင်ကျွန်တော်တို့ဘာသာပြောမှာလဲဟုတ်လားဆိုတော့ကျွန်တော်တို့ဗဇက်ကနေတော်လိုင်းရေးလို့ ပျော်ခွင့်ရှိနေတာဟာမြင်မြင်ကဒီရဲဘော်တွေဒီလူငယ်မျိုးဆက်တွေမျိုးဆက်အသီးသီးတွေရဲ့အသက်ဆုံးတိုက်ပွဲဝင်ပြီးဖက်စစ်တပ်ကိုအမြင့်ဖြတ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာတန်တိတ်ထန်တဲ့တိုက်ပွဲဝင်နေတာကြောင့်ကျွန်တော်တို့ပြောနိုင်တာမဟုတ်ရင်တော်လိုင်းရေးခေါင်းစဉ်အောက်ကကောင်တွေလည်းဖျော်ပြဲဖြစ်လာတာကြာပေါ့ဗျာနော်ဒီကြားတဲ့ခွေးလေးတွေထထခုံလို့ သူတို့စိတ်ထဲမှာသူတို့ခုံရင်ဖုံထမယ်လို့များထင်နေလားမသိဘူးလူမျိုးကျော်တမိုင်းကြောင်းအဆက်ကဆက်ဆွဲလှန်ပြလိုက်ရင်ခင်ဗျားတို့တော့ကိုကိုကိုတတ်သိရှင်စိတ်ကြီးပေါက်ကုန်နေပြီပြောချင်တာကကျွန်တော်ဘု து ကူမှာအပြည့်မမြင်ဘူးဘု து ကူမှာမတိုက်ခိုက်ဘူးယုံကြည်ရာအတွက်ဆိုရင်တော့ဘယ်ကောင်မှဝတ်တော့ဆောက်ကြီးဘူးပဲရှင်းနေတော့အဲ့တော့ဒီကနေ့ဒီအချိန်မှာပြည်သူလူထုကိုရိုးသားဖို့လို့ကြီး ခဏခဏပြောတယ်။အုံစုဖွဲ့နော်ဖာကြထေးကြဖုံးကြဖိကြဒီလိုလုံးဆက်တွေကြောင့်ပြည်သူလူထုဟာနိုင်ငံရေးသမားတွေကိုမယုံဘူး။ဦးနေဝင်းကနိုင်ငံရေးသမားဆိုတာကွာရောက်နေဖျားခင်းတာမကြုံရဘူးဆိုပြီးဂျင်းထဲတာအဲ့ဒီဂျင်းထဲမှာအဲ့ဂျင်းတွေကပြည်သူလူထုကြားထဲမှာစိတ်ဝင်အခုခေတ်လူငယ်တွေမှာလည်းဒီတိုင်းပဲလူငယ်တွေကြားထဲမှာနိုင်ငံရေးသမားဆိုရင် အဲ့ဒါကိုနိုင်ငံရေးသမားတော်လှန်ရေးသမားခေါင်းဆောင်ဆိုသူများကနှလုံးသွင်းနဲ့ယင်ပြီးလုံရက်တွင်နဲ့တက်တည်ပြရပါလေယုံကြည်ချက်အပေါ်မှာအခုကခမရတို့ကမယုံနဲ့မယုံချင်စရာပါပဲလားဆိုတာမျိုး နေဝင်းတွေးတဲ့ဂျင်းကိုတက်တည် ထုပေးတယ်လို့ဖြစ်တဲ့အဖြစ်ပြက်တွေဖြစ်နေတော့ကဲဒီနေ့မောက်ခမ်းွားတဲ့ကျွန်တော်တရားတလောက်တော့အရင်တော့ကျောင်းသားတက်မကဥက္ကရာဟောင်းတယောက်ဖြစ်ပြီးတော့နာမည်ကြီးကတော့မင်းသူကျော်လို့တရားတယ်နော်သူက လင်ပိုင်းဆိုင်ရာဘရုပါသွားလို့လေတော့မသိဘူးမသိသေးဘူးဒါပေမဲ့သူ့ကိုချက်ဝင်းဒီကမ်ပိန်းတို့ဒီပါလေအတ္တိရှတာတို့တပုံကော်ဖီတို့သူကအဲ့မှာလုတ်ခဲလုတ်လုတ်လုတ်ကြတယ်ဗျာလုတ်လုတ်ကြအဲ့ကနေအားလုံးထုတ်ပယ်လိုက်တယ်ဆိုတော့မျိုးပြင်ညာချက်တွေထွက်ပြီးမောက်ခမ်းဝါကိုစန့်ကျင်ကြဗျာဒီလိုမျိုးတွေဖြစ်နေကြတယ်အဲ့ဒီမှာလဲ60 40ယာကိုင်းလုံးကိစ္စတွေပေါ့ဗျာအဲ့ဒီဒီဒေါ်လာကြီးထုတ်ကုန်ဆိုပြီးတော့ရောင်းရဲ့ ဒီအဲ့ဒီမှာကိုလင်းလေးမျက်နှာလေးတော့ပါသေးတယ်အဲ့တဘုံကော်ဖီမှာတောက်ဘူးကြရမလားတောက်ကြရလားအဲဆိုတော့အဲ့ဒီတဘုံကော်ဖီကိုရောက်မယ်100နဲ့ရောက်မယ်ပေါ့ဗျာ100နဲ့ရောက်ရင်60ကိုအဲ့ဒီထုတ်လုပ်သူတို့ဘာလို့ကော်မရှင်တို့မက်ကင်းတွေတို့အဲ့မှာယူကြ40ရာခိုင်နှုန်းကိုတော့တော်လိုင်းရေးတက်စီရောက်တဘုံကော်ဖီတောက်တဲ့လူတွေတော်လိုင်းရေးကို40ပဲရောက်တာနော်အဲ့လိုတွေဖြစ်နေရင်ပြည်သူကဘလို့ယုံကြမှာတော့ဒါပေမဲ့စွန့်စံတဲ့ချက်ချင်းပါဗျာ တကယ်လုပ်တဲ့လူတွေအများကြီးရှိပါတယ်ခုနပြောသလိုချင်းခတ်တဲ့လူပဲကြည့်မနေကြပါနဲ့စာဝါလိုက်တဲ့လူတွေလည်းရှိပါတယ်ပြုဒီနေ့စာဝါလိုက်တဲ့နေရာမှာဘယ်လိုရှိလဲဆိုတော့ရွှေဘူဘူကောက်ယိုးအတွက်ဘူကောက်ယိုးတည်လားဘုရားကျွန်တော်လိုက်ဖရင်တည်တယ်ကောက်ယိုးပကြီးလေးတွေဆွဲပြီးတော့အဲဒေါန်ဆန်းစုကြည်ပုံလို့ပါလို့ပေါ့ဗျာနော်အဲသူသူကတော်လိုင်းကြီးတက်မှာအခုဆိုတက်မှုတယောက်ဖြစ်နေပြီသူပါဝင်ပူပေါင်းတက်တွေကတဲကုန်းပြူပြူစောတိရွာကို sorry တဲကုန်းမဟုတ်ဘူးပြူစောတိရွာကိုတိုက်ခိုက်တယ် အရှင်မိတာစိန်နဲ့ချီတယ်စစ်စင်းမင်းမြန်နေတယ်ပုံမကြိုက်ထမင်းမကြွေးဘူးဟုတ်ကျွန်တော်ပြောတာသူကတော့မသိဘူးအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့မသိသေးဘူးနောက်ဆက်တွဲတရင်လေးကိုကျွန်တော်တို့စောင့်မယ်နောက်တစ်ခုပဟန်ပဟန်ထောင်ချီနေပဟန်ထောင်ကိုကျွန်တော်တို့ဓာတ်ရိုက်ဓာတ်ရိုက်တရင်ပေးဖို့မှုရှိတယ်ဘယ်တရင်ဌာနကိုမှမရောက်ဘူးအဲ့တရင်ကကျွန်တော်စီကိုတည့်တဲ့ဖုံးဆက်ပြောတာဗျာဘသူပြောလဲပြောလို့မရဘူးဗျာရှင်းလားထောင်မင်းမှာအရင်းသားတွေကိုဒီစစ်တပ်နဲ့ရဲကအချက်ဖတ်ဖို့ကြိုးစားတယ် အကြောင်းရင်းကတော့ဒီထောင်အခြေသားလက်ဆွဲဥပဒေတွေကိုဆယ်ဒီထောင်အနာပိုင်တွေကမလိုက်တာဘူးအခြေသားလက်ဆွဲဥပဒေဆိုင်ရာရပိုင်ခွင့်တွေကိုနိုင်ငံအခြေသားတွေကတောင်းဆိုတယ်နိုင်ငံအခြေသားဆိုတာကလီကွားမဟုတ်ဘူးလေကပိုင်းတိုင်းမဟုတ်ဘူးလေစိုက်ကားသမားမဟုတ်ဘူးလေဥပဒေနားလေနားလေတော့တောင်းတယ်တောင်းတော့ဒီကောင်တွေကစစ်တပ်ရဲ့စောက်ကျင်ကတည်တယ်လားဗျာအကြမ်းဖက်မဲ့ဖြိုခွင်းမဲ့အင်အားသုံးမဲ့လို့လုံနေတော့ကျွန်တော်စီကိုတိုက်ရိုက်ပြောကြမှုတွေရှိတယ်ပြည်ထရေးဝန်ကြီးဌာနရဲ့ အထူးသတင်းပေးတယ်ပေါ့ဗျာနော်သူကတော့ကလမ်းပြောတော့ချက်ချင်းကျွန်တော်အကိစ္စကိုထုတ်ပြန်ပါတယ်အန်ဒီတော်နန်းခင်ထွေးမြင့်ကင်းပြီးတဲ့ဝန်ကြီးချုပ်ကလည်းတီးတန့်ခေါ်ထုတ်သွားပြီးဘာတွေဖြစ်တယ်ဘယ်လိုလဲစစ်မင်းမှုတွေရှိတယ်သို့တော့ဒီအန်ဒီတော်ကနန်းခင်ထွေးမြင့်လို့လူမျိုးကိုတော့ဒီအတက်အန်ဒီရဲ့ရှိတော့ပါတော့လှုပ်လိမ့်မယ်လို့ကျွန်တော်တို့မျိုးစဘူးဒါကအတွင်သတင်းအခြေအနေအဲ့ဒီတရင်ကမှန်တာမှမှန်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 ကြီးနေတယ်မယုံဘူးဆိုရင်ဖန်အောင်တောင်ကခင်ဗျလွတ်လာတဲ့လူရှိရင်ထောင်းသွားတောက်ဖို့တဲ့လူရှိရင်မင်းကြီးလိုက် ညနေပိုင်းမှာတော့ကျွန်တော်တို့ထုတ်ပြန်ချက်တွေကြောင့်သတင်းတွေလိုက်လိုက်ထားတဲ့အချိန်မှာထောင်တွင်းကစစ်ခွေးတိုက်တိုက်တာနိုင်ငံချင်းသားတွေကိုလှုပ်ချင်တာလှုပ်ခွင့်မရတော့တဲ့အချိန်မျိုးတော့ကြားရှိသွားတယ်။သတင်းတွေပြန်တော့သူတို့အံမလို့ရဘူး။ဆိုတော့ကျွန်တော်တို့တနင်္လာကကွယ်ပြီးတာပါ။ထုတ်ပြန်ပြီးတာမတရားမှုကိုယုံကြည်စွာတိုက်ခတ်တာချက်တီးပြီးတာအဲ့ဒီအတွက်မိမိယုံကြည်မှုအတွက်နှစ်ထင်းမှာတနင်္လာထောက်တာလေ ဝတ်တော်ဆောင်ရင်ပြောချင်တာကမတရားမှုဆိုတာမတရားမှုဆိုတာကလေလုံနေတဲ့သူတွေရှိနေတာကိုတိတိကြီးနဲ့ဘသူမှထွက်မပြောတာကြောင့်ထွက်မတိုက်တာကြောင့်အဲ့ဒီမတရားမှုဟာရှင်တန်ခွင့်ရနေတာမတရားမှုလုပ်နေတာလူကလက်တဆုပ်စာလောက်ပါဗျာမတရားမှုကိုမပြောရတဲ့လူကတန်းနေချင်တယ်ဒါကိုသိစေချင်ပါတယ် လူမျိုးကျော်ပြောတာကွာဒဲ့ပဲအာအေးမိုက်မိုက်တယ်ကြိုက်တယ်အာပါတယ်ခမရတို့လို့ကျွန်တော်ဖြစ်ချင်တယ်ကျွန်တော်လို့လည်းခမရတို့ဖြစ်စေချင်တယ်ပြောပါမနိုင်ကောင်းနိုင်ကောင်းငါတို့အားလုံးကလူမျိုးကျော်များဖြစ်သည်ဆိုတာမျိုးဖြစ်စေချင်တာမှန်ကန်ရာကိုရက်ပြီပါအတတ်ဟာအတတ်ဟာတန်ဖိုးရှိသွားသိဆုံးချင်းဖြစ်သိဆုံးပါခမရတို့ခလုတ်တိုက်လေအခက်မသိရင်မိခိုင်မို့ဘူးမင်းသိမှာပဲ ဖေမှာသွင်းစုနာပေါက်လေအခက်မသိင်သိနိုင်တယ်နော်တိတ်ဆုံးချင်းဟာတရားမြတ်တော်ဘုရားမှာယက်တည်ပြီးတိတ်ဆုံးချင်းဟာဂုံယူရမယ်နော်ကောင်းပါလေဗျအဲ့တော့ဒီနေ့ကစပြောနိုင်တယ်လောက်လုံနိုင်တယ်လောက်ငါတို့အားလုံးဒီသူမြတ်ကျော်များဖြစ်နေသူပြီးထွက်ပြေးကြစမ်းပါဗျာနော်ဆိုတော့ကကျွန်တော်လိုလိုက်လို့ဖို့ပြောနေတာမဟုတ်ဘူးမှန်ကန်ရမှာယက်တည်ပါဘဘဦးတည်ပြောသလို မင်းဟာအမှန်တရားကိုယက်တီယုံနဲ့မပြီးသေးဘူးမှားနေတဲ့ကောင်တွေကိုလည်းပြောရရမယ်ဆိုတာမျိုးသိတယ်အဲ့တော့ကျွန်တော်တို့ပတ်ချက်မှာမောက်ခမ်းဝါနေလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတပုံကော်ပြီးအားချုပ်ရခတ်နေတယ်အဲတစ်ဖက်မှာလည်းပကပဝက်လက်ကိုဆန္ဒပြနေတယ်အဲဟိုမှာအခုတူလေရင်ပြစ်ချတဲ့ကိစ္စကန်တောက်ကိစ္စကလည်းမပြီးပြတ်သေးဆိုတော့အဲ့လိုကျွန်တော်တို့ဘက်မှာလဲပေါ့ဗျာနော်လူတွေနဲ့အလုပ်လုပ်တာဆိုတော့လူဆိုပြဿနာရှိနေတယ် ပြဿနာရှိတော့ပြဿနာအနေငယ်တွေဖြစ်နေပေမဲ့ဟိုဘက်ရက်ွက်မှာတော့ခွေးဆက်ကိုခင်းနေရတဲ့အခြေအနေဖြစ်နေတာဘယ်လိုလဲဆိုတော့မင်းအောင်လည်းအပေါင်းပါတသက်လက်သက်မွေးရတဲ့ပြူခွေးတွေတရေမွေးတဲ့မော်ဆရာတရေကိုမနိုင်ပဲခုချိုးခံရမယ်အခြေအနေရန်ကုန်တိုင်းမှာခိုးစိုးလူရဲတွေကပိုင်းတိုင်းတွေတခိုးချိုးမိုးတွေကလီကွားတွေကိုပြူစောတွေပြူသူစစ်ဆိုပြီးလက်သက်မွေးလက်နက်တက်ဆင်ပေးထားတဲ့ကောင်တွေဟာဒီကနေ့ ရဲတပ်ဖွဲ့ဝင်လို့ခေါ်တဲ့ရဲခွေးတွေပေါ့ဗျာနော်အဲ့လိုပြောမကောင်းအာနာလေရဲတပ်ဖွဲ့ဝင်ဆိုတဲ့ကောင်တွေရဲစခန်းကိုဝင်စီးတဲ့ ठी ဖြစ်တာအချိန်ကြီးကတော့တော်တော်ဆိုးနေပြီဒီလိုဖြစ်စဉ်မျိုးတွေအများကြီးဖြစ်နေပြီစစ်တပ်တွင်းမှာပြိုကွဲမှုဟာတော်တော်ကြီးနေအမှန်ကျွန်တော်တို့ကတို့ကငိုချင်ရဲ့လက်တို့ငိုချင်နေပြီကျွန်တော်တို့ကလက်မတို့နိုင်သေးတာပြောချင်တာကတို့ကပြိုချင်နေပြီကျွန်တော်တို့ကဝင်တိုက်ဖို့ အစင်သိမဖြစ်သေးလို့ချင်းနေတော့အဲ့တော့ဝင်တိုက်ဖို့ထိုးစစ်ဆင်ဖို့ပြည်တော်ဝင်ဖို့စစ်ဆင်ဖို့ခဏခဏအာပေါက်အောင်ပြောရလေတော်တော်မောပါလေအဲ့တော့ကမာယုမြို့နယ်ရဲစခန်းထဲမှာပြူစောတိတွေကပြောက်တည်နေဗျရဲတွေကလည်းမကြောက်ဘူးမရဘူးပြောက်တည်နေမို့လို့အချင်းချင်းပြစ်ခတ်တဲ့အဆင့် ठी ဖြစ်နေတယ် ဖြစ်ခဲ့တယ်သို့တော့တည်င်းမပေါက်ကြအောင်ဖုတ်ဖိနေတယ်ပေါ့ဗျာနော်အဲ့တော့မေလ25ရက်နေ့မှာလို့ကြားသိရတယ်ည7:00နာရီ9မိနစ်မှာတနတ်တန်သုံးချက်ကြားရတယ်ရဲမာရီဘလူပြန်ပြီးဝင်လာပြီးအိမ်စည်းကားတွေနဲ့အများကြီးပြူတွေနဲ့ရဲတွေနဲ့ဝုန်းတိုင်းကြဲအောင်ရိုက်နှက်ကြတယ်ခွေးချင်းကြိုက်တာအကြောင်းမဟုတ်ဘူးဘေးနားကပြည်သူတွေကအကောင်းကောင်းအိတ်မရဘူးနော်အဲ့တော့ရဲတွေတော့နှစ်ယောက်လောက်သိတယ်လို့လည်းကြားတယ် ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ကျွန်တော်ဆက်တဲ့သတင်းတွေကိုကျွန်တော်စုံစမ်းနေတယ်အဲ့တော့ကမာယူမြို့နယ်ရဲစခန်းတွေကိုလူစိုးရီတွေကတနက်ပစ်ဖောက်ပြီးတော့ဝင်လာတယ်ဘာကြောင့်လဲဘာကြောင့်လဲလိုင်မြို့နယ်ပြည်စိုးရီကောင်းဆောင်လိုင်မြို့နယ်ရှေ့ရက်ကအုပ်ချုပ်မှုစမ်းထိတ်လိုင်6ရက်ကအုပ်ကြီးလိုင်10ရက်ကအုပ်ကြီးတန့်စင်ဦးပြူစိုးတိ20လောက်နဲ့တနက်နေနေဗျာရဲစခန်းကိုဝင်စီးတာဟဲ့မင်းအောင်လိုက်မင်းတို့ရဲ့တယောက်ဒီစိုးမှုရင်းနဲ့ မင်းတို့ရဲ့အုတ်ချုပ်ကြီးကရှက်စရာကြီးပါဗျံမရာမင်းတို့မွေးတဲ့ပြူတွေမင်းတို့ပြန်နိုင်ရတာဟိုဒီနေ့ကလည်းပြန်နှန်းဝင်ရာရှိတာပါလားဘုံမူလားဇော်ဝင်းလားဝင်းစော်လားဂိတ်ဂိတ်မှာတားလို့သူစော်ဒီတစ်ခေါက်ထောင်ထဲရောက်သွားတယ်အဲမနေ့တနေ့ကလည်းဇော်ဖိုးရင်ပြောမှာအားနာအခက်မသိရင်ထောက်ဆယ်နှစ်ပဲနော်ဒီလိုအခြေအနေတွေရှိနေတယ်လို့နောက်ဆက်တွဲကိစ္စတွေကလည်း ဖက်စစ်တပ်အတွက်အိမ်မဆိုးတွေရှိလာအဲ့တော့ကျွန်တော်တို့တိုက်ဆီရမလို့လောက်အောင်ပြိုနေပေမဲ့ပြိုကြတော့မဲ့အချိန်ဒီမှာကျွန်တော်တို့ဘာလို့ထိုးစစ်မဆင်နိုင်တာလဲတော့ကျွန်တော်စဉ်းစားမယ်မေအောင်လိုက်ဟာစစ်ရှုံးနိုင်စေတဲ့အချက်လက်ကျင်းတည်တော့69တသမ900ခန့်ဖြစ်နေတယ်တွင်ပြိုပြဲဖြစ်မှုအမိတ်မနာခံမှုတပ်ဖွဲ့ဝင်တွေတိုက်ခိုက်လို့စိတ်မရှိမှု စီမံခက်ခွဲမှုဖျော်ပြဲဖြစ်မှုအများကြီးပဲဗျာဒီပြင်မှာတပင်းတပုံထားမှုတွေအခြေအနေရှိနေတာဒါကိုကျွန်တော်တို့ကတိုက်ဖို့ပဲလိုတာခုနပြောသလိုချင်းခတ်တဲ့လူတွေဖြစ်တဲ့တိုက်နေတဲ့လူတွေကလည်းရခိုင်ကြောက်ယူခမရငါလေးသုံးတည်ရင်မှုပေးပါဦးဘာလို့တည်လဲဆိုတော့အာခတ်တတ်တော်အီရဲ့ ရန်သူလက်နဲ့ကို့လက်နဲ့ဆိုပြီးတော့တစ်တဲ့အမြောက်တွေတွေ့လိုက်တယ်ပြောင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 ်ခြံစည်းယိုနာတိငါးလီတုံးခြံစည်းယိုနာတိဝင်ပစ်တာတိုင်မှုသိသွားတယ်လို့ကျွန်တော်အကြမ်းမြင့်သိတာရပါတယ်နော်အခါတက်တော့အေးရဲ့ထောက်လိုင်းရေးစနစ်စစ်ပြူဟာစီးပွားရေး geopolitics နိုင်ငံရေးတန်ငင်းတမန်ကင်းမြို့ဥတော်ရေးစံပြတက်တော်လို့ပြောလို့ပါတယ် ဒါပေမဲ့လည်းဒီနေရာမှာတခုထပ်ပြီးအာရခထတ်တော် AA နဲ့ပတ်သက်ပြီးဖြည့်ဆွက်ပြောချင်တာကသတင်းထုတ်ပြန်ခွင့်များကိုပိတ်ပင်တားဆီးမှုလောက်ရှင်တယောင်ကြောင်းအာရခထတ်တော် AA ရဲ့ထိပ်ပိုင်းကောင်းဆောင်တွေထပ်ပြောလာတာကိုကျွန်တော်တို့ကြားရပါတယ်ကျေးဇူးပြုပြီးအကယ်၍သာသတင်းထုတ်ပြန်ခွင့်မရှိတဲ့ကိစ္စရပ်များကိုတိကျစွာကန့်တာစစ်စင်ရေးဧရိယာအတွင်းမှာသတင်းရယူထုတ်ပြန်ခွင့်မရှိတိတိကျကျပြောပါ ကြံပြည်သူလူလူလူနေထိုင်မှုအခြေအနေတည်ရင်အရရက်ကိုတော့ထုတ်ပြန်စေလိုပါတယ်ထုတ်ပြန်ဖို့ခွင့်ပြုရပါလိမ့်မယ်မဟုတ်ရင်တည်ရင်အမောင်ချမှုဟာတည်ရင်အမောင်ချမှုဟာရာဇဝတ်မှုတစ်ခုလိုပဲကြီးလေးပါတယ်နောက်ထပ်ရန်ကုန်မှာဘလောင်ဆူတဲ့ကိစ္စလေးတစ်ခုထပ်ပြောရင်နေဟုတ်ချုပ်ပါမင်္ဂလာတော်ထောက်ကျက်မှာ ဘန်ကာဆောက်ပြီးအကြောက်ကြီးကြောက်နေတဲ့စစ်ခွေးတတိုက်ကိုမိုင်းဆွဲတိုက်ခတ်ခဲ့လို့သိရပါတယ်။ဒီကနေ့အော်မနေ့ကမနေ့ကမနေ့ကညာရှင်းနိုင်။ထောက်ချက်အမှတ်3အမှတ်ခုနှစ်လမ်းစုံမှာဘန်ကာတစ်ခုတွေ့လာ။အဲ့ဒီဘန်ကာမှာမိုင်းတွားကပ်ပြီးကျွန်တော်တို့မျိုးပြပျောက်ကြားတပ်ဖွဲ့တွေကလပိတ်ဆိုင်ထိုင်ခလုံးနေပြီးဖောက်ခွဲလိုက်ပါတယ်။ရှင်းတယ် နှလုံးခွဲတာတလုံးကနည်းနည်းအားနေသွားတယ်ဗျာရမ်းကဂျမ်းပူရမ်းယူလीနည်းနည်းလေးလောချက်ရှိတယ်လို့ထင်ပါတယ်အဲ့တော့စကွေး၃ယောက်အပြင်ထွက်လာတဲ့အချိန်မှာထိုင်ခွဲလိုက်တာတယောက်ကတော့ချက်ချင်းဝဲချင်းပြီးတည်ဆုံးတဲ့အချိန်ကြီးဖြစ်ပြီးရဲဘော်တွေကတော့အေးအေးဆေးဆေးပဲလုံခြုံပါတယ် operation operation fail of ပြောပြပြောင်းကြတပ်ဖွဲ့ကဆော်ရခဲ့တာဖြစ်ပါ ဒေါ်လာရေးစခွေးဒီအခြေအနေတွေကိုလဝါဖို့တင်ကြည့်လို့ရအောင်လှည့်ပြကြည့်ဖြစ်ပါတယ်။တပုံကော်ဖီနဲ့မောက်ခမ်းပါချက်ဝင်းဒီကမ်ပိန်းအစရှိတယ်ဗောဗျာဒေါ်လာရေးထုတ်ကုန်တွေကိုထုတ်လုပ်နေပြီးမောက်ခမ်းပါကတော့အခုငွေကြေးတွေအလွဲသုံးစားလုပ်တယ်လေမိုင်းဆိုင်ရာနောက်ဆက်စော်ကားတယ်ဆိုပြီးထုတ်ပေတယ် social လူမှုတန်ခတ်မှုတွေလုပ်တယ်ဟွဒီချီနေကြီးနဲ့ရှုတ်ချက်ကတ် Facebook ပေါ်မှာတွေ့ရတာဟိုဘက်ရောက်ကမှာတော့ပြူနဲ့ပြူခွေးနဲ့ရဲခွေးပြက်ကတ်ထိုက်ခိုက်နေကလီကွားရီဆုံးဆန်တဲ့ချက်ချီးပြီးအကြောင်းအကြောင်းကြားပြီးစိတ်ညစ်သွားဖို့ရောင်လို့တော့စိတ်မကူးနဲ့အတိကစာဝါလိုက်နေတဲ့ကိုရင်ကြီးရှိတယ် တကယ်တိုက်နေတဲ့ရဲဘော်တွေခင်ဗျားတို့ကျွန်တော်တို့အတွက်နိုင်ငံတော်တစ်အတွက်အသက်ပေးပြီးတိုက်နေတယ်။ကန်တော့တိုက်ပွဲဘယ်လောက်ထိရုန်းကန်နေလဲသိလား။ပြောလို့မသိဘူးမပြောတော့။ကြည်စံလက်နဲ့ခရင်ထောက်ပံ့မှုနဲ့တကယ်ထိတွေ့တိုက်ပွဲတမဟုတ်ကြစစ်ပွဲဆင်နွှဲနိုင်ဖို့ကြိုးစားနေစင်ပါ။ဒီနေ့မင်းတိုင်ပင်နဲ့ စပစစ်တွာကိုတိုက်ရင်မစီနဲ့ပုံလာချေတယ်ကျွန်တော်ဝရက်ကပြောပြီးသားဒီကောင်လေးခွေးနာခဲခဲလိမ့်မယ်ကြားနာဆိုရင်ကြားတိတ်ခါကြားခွေးနာလို့ပြောရင်လေခွေးကတိတ်ခါကြားတယ်ခွေးနာခဲခဲလိမ့်မယ်ပြည်သူလူထုချုပ်တင်ရှောက်ချားပါလို့ပြောပြီးသားပြောတဲ့အတိုင်းလုပ်ပါတယ်မနေ့ကလည်းတနေ့ကလည်းရဲတပ်ရင်32ကိုအရခတ်တတော် A ကတိုက်မှရလိမ့်မယ်ကျွန်တော်ပြောတယ်နော်အရခတ်တတော် A ဘာကြောင့်တိုက်ခတ်လဲအဲ့32တဲမှာဒီကောင်လေးက တက်အင်အားစုပွဲပြင်ဆင်ပြီးထွက်ထွက်တိုက်လို့အဲ့30နှစ်ကိုတိုက်ချလိုက်ရင်ဘယ်မှမစုလို့မရဘူးနော်အဲ့တော့တိုက်ပါပြီအမှတ်30နှစ်တက်ရင်ကိုလေကြောက်ဖြူကထိုးစစ်စင်ပါကြင်မာလဲဥကိတစကံကိုထိုးစစ်စင်ပါဒီနေ့လဲစကံတစ်ခုရသွားသေးတယ်ကျွန်တော်အတီးပြုတ်ကို調査နေလို့ထောက်မပြောတော့ဘူးဆိုတော့စာဝါလိုက်တဲ့ရေးပေါ်လေး မှန်ရအတွက်တရားမျှတမှုအတွက်ခင်ဗျားတို့တော်လည်နေရအဲ့တော့အဲ့တရားမျှတမှုအတွက်ခင်ဗျားတို့ကိုယ်တိုင်ထွက်ပြီးရေရရင်ရင်တရားမျှတမှုကိုထိန်းချောင်းဆောက်ရှောက်ပါတရားမျှတမှုအမှန်တရားအတွက်လှုပ်ချင်အောင်ဆောင်ပြီးမင်းသားကောင်းဆောင်တဲ့ဘလူးတွေပါကောင်းပါနေနေပြီအဲ့တော့လူမျက်ကြော်ပြောတာကွာဟိုတော်လိုင်းကြီးမျက်နာပဲကြည့်ရအောင်လူမျက်ကြော်ပါ ခင်ဗျားတို့လည်းလူမြတ်ကျိုးကြီးဖြစ်ကြစမ်းပါပြောကြစမ်းပါအလုံးကြစမ်းပါအဲ့လိုပြောရင်တင်ရတော့ဒီလောက်ပါအားလုံးကိုကျေးဇူးတင်